အားလုံးမင်္ဂလာပါ Top Football ကနေပြန်မပြန်လဲကြိုးစားလိုက်ပါတယ်မနေ့ညကကစားခဲ့တဲ့ Champion League Final မှာဆိုလို့ရှိရင် PSG က Inter Milan ကို5-0ဆိုတဲ့ပြတ်သားတဲ့ရလနဲ့နိုင်ရရှိခဲ့ဒီရလက်က1992နောက်ပိုင်းကာလဒီမှာဆိုလို့ရှိရင်ကိုအပြတ်ဆုံးသော Champion League Final ဖြစ်လာခဲ့တယ်ဒါအပြင်ကိုဒီနှစ်သင်းကြားမှာအသက်ကွာဟားချက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း PSG အသင်းရဲ့ average အပြင်ပွဲထွက်လာတဲ့ line up ကအသက်က25နှစ်နဲ့မှာ 96ရွယ်ပဲရှိပြီးတော့မှအင်တာမီလန်ကအသက်30နဲ့242ရက်ရှိတယ်အဲ့ဒီတော့ဒီနှစ်သင်းကြားထဲမှာအသက်ကွာဟာချက်က9နှစ်နဲ့146ရက်ရှိတယ်ဒါကချန်ပီယံလိတမိုင်းတစ်ခုလုံးမှာတော့မှနှစ်သင်းစလုံးရဲ့ average age cap ပေါ့နော်အသက်ကွာချချက်ကအများဆုံးသောပမာဏပဲဆိုတော့ဒီထဲမှာမှအသက်အငယ်ဆုံးသောဖြစ်တဲ့အသက်ငယ်နေပါလေဆိုတော့ PSG က ချန်ပီယံလိပိုင်နယ်မှာအင်တာမီလန်ကိုဂိုးပြတ်အနိုင်ယူသွားခဲ့တယ်။ဆိုတော့ဂိုးပြတ်နိုင်ယူသွားတယ်ဆိုတော့ကျွန်တော်တို့နိုင်နေဆိုလို့ရှိရင်ကဒီတဲ့တင်းတင်းတင်းရဲ့ကောင်းွက်တွေ ပြီးတော့လို့ရှိရင်ဘလို့အာဘလို့ tactical battle လေးလုတ်တာတွေဒါတွေကိုအများကြီးရှင်းပြောကြရဲဆိုပေမဲ့မင်းနဲ့ပါပွဲကတော့ခြေကပြတ်လွန်းတယ် PSG ဘက်ချမ်းကလုံးဝဆိုးမိုးထားပြီးတော့မှ Inter Milan ဘက်ချမ်းကလည်းဒါကိုခြေပနိုင်ဖို့အတွက်တစင်းချင်းစီကြိုးစားတယ်ဒါပေမဲ့သူတို့ကြိုးစားလိုက်သမျှအတိုင်းက PSG အတွက်ထိုးနှက်ချက်တွေဖြစ်ကုန်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာအကြောင်းအရာကတော့ Champion League ပိုင်းနေ ပွဲစဉ်အကြောင်းနဲ့အတူတူပဲ PSG Louis Enrique ဘလို့ပြောင်းလဲခဲ့တယ်လေ Louis Enrique PSG ကဘယ်အနေထားလေးရောက်နေပြီလဲဆိုတာတွေကိုကျွန်တော်တို့မြင်ကြရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင် ဆိုတော့ဒီ Champions League Final ကကျွန်တော်တို့အများကြီးမျှော်လင့်နေကြတယ်။ဘာကြောင့်လဲဆိုတော့ Inter Milan Inter Milan ဆိုတာက Champions League Final ကိုတက်လာခဲ့တဲ့အနေထားတစ်ခုမှာသူ့ရဲ့ဒီတက်လာခဲ့တဲ့လမ်းကြောင်းက PSG နဲ့ဆိုလို့ရှင်တော်တော်လေးကွဲပြားတယ်လို့ပြောရလိမ့်မယ်။ Inter Milan ကခံစစ်ကိုသားပြီးပြီးမှတက်လာတာ။ Inter Milan အသင်းအနေနဲ့ဒီ League Face မှာ Champions League ရဲ့ League Face မှာဆိုလို့ရှင်ပေးကူကတကူပဲရှိခဲ့တာ။အဲ့ဒါအပြင်ကိုပေးကူကျွန်တော်တို့ဒီပွဲစဉ်ချန်ပီယံလိဂ်စကနေကပွဲစဉ်၁၀ပွဲတိရောက်တဲ့ချိန်မှာတောင်မှ အင်တာမီလန်ရဲ့ပေကိုကနှစ်ပွဲလာပဲရှိခဲ့တာ PSG PSG ဂျင်ဂျာတော့အဲ့လိုမဟုတ်ဘူး PSG ရဲ့အသင်းရဲ့ဒီ League Face Champion League ရဲ့ League Face ပေါ့နော်ဆောပိုင်းကာလတွေမှာတို့ရှင်ရှုံးပွဲကြီးကြီးပဲ PSG ရဲ့အသင်းရဲ့ဒီ League Face မှာရှုံးပွဲတွေပြန်ကြည့်မယ်တို့ရှင် Arsenal ကို0-2နဲ့ရှုံးတယ် Atletico Madrid ကို1-2နဲ့ရှုံးတယ် Bayern Munich ကို0-1နဲ့ရှုံးတယ်ဆိုတော့ PSG ကဒီတရားဒီလုံးမှာမှရှုံးပွဲကအားလုံးပေါင်းခုနှစ်ပွဲပဲရှိတာရှုံးပွဲအားလုံးပေါင်းခုနှစ်ပွဲအဲ့ဒီခုနှစ်ပွဲထဲမှာဆိုလို့ရှင်ရင် ငါးပွဲကချန်ပီယံလိမှာရှုံးတာကျွန်တော်ပြောချင်တာက PSG ကချန်ပီယံလိမှာအရန်ကြီးအားကောင်းမောင်းတန်နဲ့အတူတူပဲဒီ final ကိုတက်ရောက်လာတယ်လို့ပြောဖို့ခက်တယ်။ PSG အသင်းရဲ့ဒီ Lee Face မှာဆိုလို့ရှိရင်ရုံးကန်ရတယ်ဒီတော့ကြောင့်သူတို့အနေနဲ့ Nova Face ကိုတဆင့်ကန်ရသေးတယ်။ Okay Nova Face မှာတော့ခိုးပြတ်နိုင်ရတယ်။ PSG အသင်းရဲ့ Champion League လမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အစောပိုင်းဒီ Group Stage မှာဆိုလို့ရှိရင်ကျွန်တော်တို့ PSG ရဲ့ဆန်ဆောင်ရင်ကမတိငိမ်မှုဒဏ်ရာမှုတွေများတယ်ပြီးတော့လို့ရှိရင်ကစားကွက်အနေထားရ Luis Enrique အနေထားတဲ့အရာစံသက်ချက်တွေအရာ လမ်းကြောင်းတွေကမတူညီဘူးပြီးတော့လို့ရှိရင်အာဒဏ်ရာရရှိမှုတွေတများတယ်ဟူလူနဲ့စန်တလာဒီလူနဲ့စန်တလာဒီလိုပုံစံမျိုးနဲ့ BSD တင်ကမတိမငိမ့်တဲ့အတူတူပဲချန်ပီယံလိဖိုင်နယ်ကိုတက်လာတာတာဖက်ကအင်တာမီလန်ကိုပြန်ကြည့်မယ်ဆိုတော့အဲ့လိုမဟုတ်ဘူးရာသီအဆကလေးကချန်ပီယံလိစရဆိုနေတီတီငင်ငင်နဲ့တက်လာတာဒါပေမဲ့တီငင်နေဆိုတဲ့နေရာမှာလေချန်ပီယံလိမှာအာပင်းကိုမရှိအောင်လို့ကြိုးစားပြီးတော့မှခံစစ်ကိုအသာပေးပြီးတော့မှတက်လာခဲ့တဲ့အပင်ဆိုတော့ okay အဲ့လိုနဲ့ Nova Face ရောက်တဲ့အချိန်မှာတော့ PSG တင်းကဖုံးကနေတိုင်းကနေဆိုသလိုပဲသူ့ရဲ့တိုက်စစ်စွမ်းအားပြီးသွားလို့ရှိရင် Golden နိုင်စွမ်းနဲ့တဖြည်းဖြည်းနဲ့မြင်မာလာပြီး PSG အသင်းဒီ Nova Face တင်းမှာကြော်ဖြတ်ခဲ့တဲ့အသင်းတွေကိုပြန်ကြည့်မယ်လို့ရှိရင် Premier League ကတကယ်ဟို physicality ရမြန်ဆန်ပါလေဆိုတော့အသင်းတွေကိုကြော်ဖြတ်လာတာ PSG အသင်းရဲ့ Champion League လမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံး knock out brown မှာဆိုလို့ရှိရင် brass အဲ့ဒါပြီးရဲ့ချိန်မှာ liverpool quarter final မှာ aston villa ပြီးရင် arsenal ိုပြောချင်တာက PSG တင်က Premier League ရဲ့ဒီ physicality ကိုအကောင်းဆုံးကျော်ဖြတ်ပြီးတော့မှတက်လာခဲ့တဲ့အသင်းပဲဆိုတော့ okay အဲ့ဒါလိုတက်လာခဲ့ပြီတက်လာခဲ့တဲ့အနေအထားမှာဆိုလို့ရှိရင် PSG အသင်းအတွက်ရေးပါတာကဘာလဲဆိုတော့သူတို့ရဲ့ဂိုးသွင်းနိုင်စွမ်းနဲ့တိုက်စစ်စွမ်းရည်ပုံစံ PSG အသင်းကဒီ Champion League မှာဆိုလို့ရှိရင် Champion League မှာမဟုတ်ဘူး PSG အသင်းကဒီဥရောပမှာဆိုလို့ရှိရင်ပေါ့နော်ဥရောပမှာသူရဲ့အချက်လက်တွေအပြန်ကြည့်မယ်ဆိုလို့ရှိရင် Arsenal ပြီးလို့ရှိရင်ဒီ ပြိုင်ပွဲဆုံးမှာဂိုးသွင်းမှုအများဆုံးတင်းက PSG ပဲဆိုတော့ PSG တင်းရဲ့တိုက်စစ်ကအားကောင်းနေပေါ့အာ Inter Milan ကတော့ cancel အားကောင်းနေပေါ့ဒီလိုအနေအထားမျိုးနဲ့ပြိုင်ပွဲတွေကအများကြီးမျောလင်းခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းကစားတဲ့အချိန်မှာတော့နှစ်သင်းစလုံးရဲ့အနေအထားရဥဆောင်မှုကိုယူနိုင်ဖို့အတွက်ရင်ဆုံးကြိုးစားခဲ့တာဥဆောင်မှုဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အာနှစ်သင်းစလုံးကသူတို့ရဲ့ဒီ BFA တွေကနေပြီးတော့မှတစ်ဆင့်အာနှစ်သင်းစလုံးကဥမာ Inter Milan သူ့ရဲ့ identity ရဲ့ inter milan ဆိုလို့ရှိရင် long boring နဲ့ transition နေနဲ့ဒါတွေက inter milan ရဲ့အဓိက identity okay အဲ့ဒီနောက်တစ်ခုမှာ inter milan နေနဲ့ bfs တွေကနေပြီးတော့မှတိုက်ဆက်ဆင်မှုစူးစမ်းတယ်ဒါပေမဲ့ PSG အတင်းရဲ့မမျော်လင့်ထားတဲ့ဒီ Hypress G ကတော်တော်လေးကိုမှကောင်းလွန်တယ်။နှစ်တင်းစလုံးကကစားသမားတွေအဲမှာဆိုလို့ရှိရင် Mentality ရလေ PSG အတင်းကအသာစီးယူနိုင်ခဲ့တယ်။ဒီနေသားမှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရမှာကအဲ Inter Milan အနေနဲ့ BFS ကနေစဖို့အတွက်ကြိုးစားနေတယ်။ဒါပေမဲ့ဒီကြိုးစားမှုကအချင်းကြီးပဲ။ Inter Milan အနေနဲ့ PSG အတင်းရဲ့ Hypress ကိုကြော်ဖြတ်နိုင်ခြင်းမရှိဘူး။တကယ်လို့သာ PSG အတင်းက quick transition တွေကတော့အကောင်းဆုံးတုံချနိုင်မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်အတွက် goal ကဒီတော့ပို့ပြီးတော့ပြတ်ဖို့ရှိတယ်။အဲ့ဒါလို့ဒီကို PSG တင်ကကောင်းမွန်ခဲ့တာဆိုတော့ okay ကျွန်တော်တို့အဲ့ဒါကိုရှင်းလင်းဆုံးမြင်နိုင်ဖို့အတွက် face တစ်ခုလောက်ကိုကြည့်လိုက်ကြရအောင်ဒီမှာဆိုလို့ရှိရင်အဲ intermediate အနေနဲ့သူတို့ရဲ့ bare face ကနေပြီးတော့မှအာတိုက်စစ်ပေါ်နိုင်ဖို့အတွက်ကြိုးစားရတယ်အာ352ဆိုတဲ့အနေထားမျိုးဒီအနေထားမျိုးမှာ Martinez ကဒီကိုစင်မျိုးမှာပေါ်လုံးလက်ခံပေးတယ်ဒီအနေထားမှာ PSG ကစားကမှာဒီမှာတို့ရှင်6ရောက်လောက်ထိကစံတွဲဆုံးမှာလုံးဝ high press ပေးထားတာကိုမြင်ရလိမ့်မယ် high press ပေးထားလိုက်ပြီဆိုလို့ရှိရင်ပေါ်လုံးက Inter Milan အသင်းနဲ့ပေါ်လုံးကိုစနစ်တကျတိုင်မှန်ကစားနိုင်တာကိုတွေ့ရတယ်ဆိုတော့ Italy အသင်းတွေက စနစ်တကျကစားတဲ့ပုံစံပြီးတော့လို့ရှင်ခံစီကစားမှုအဲ့ဒါဒီမှာအားကောင်းတယ်ဆိုပေမဲ့ Inter Milan အသင်းရဲ့ဒီနေ့ပုံစံဒီနေ့ဟန်ကဒီရဲ့ final ကစားသွားတဲ့ mentality ကလက်ခံကျင်လက်ခံနိုင်ခြင်းစရာမှမရှိနေဘူးဖြစ်နေတယ်ဆိုတော့ okay အဲ့ဒီဓာတ်တစ်ခုမှာဘောလုံးပြတ်တယ်ဆိုတော့ PSG တင်းနေနဲ့ lower high risk ကိုယူထားတာကိုတွေ့ရလိမ့်မယ် PSG တင်းနေနဲ့ကစားသမားနောက်တန်းမှာကစားသမား2ယောက်ပဲကြံခဲ့တော့2 vs 2ဆိုတဲ့အနေထားမျိုးထိတော့မှဒီမှာမြင်ရလိမ့်မယ် okay အဲ့အနေထားဒီကို PSG တင်းနေနဲ့ high press ပေးထားတယ် okay high press ပေးပြီးတဲ့အချိန်မှာ PSG တင်းနေနဲ့ချက်ချင်း transition ကိုပြန်ဆောက်ဖို့အတွက်ကြိုးစားမယ်အဲ့အနေထားတစ်ခုမှာ Inter Milan ကိုယ်တိုင်ကလည်းဒီမှာသူတို့ရဲ့ defense phase ကိုတည်ဖို့အတွက်ကြိုးစားရတော့မယ် defense phase ရဆိုလို့ရှိရင်တော့ Inter Milan ရဲ့ defense phase က5 3 2ဖြစ်ရလိမ့်မယ်ဆိုတော့ဒီမှာတွေ့ရတိုင်းမယ်5 3 2 okay အဲ့ဒီ5 3 2အတွက် PSG အသင်းရဲ့တိစောက်တဲ့ပုံစံက1 vs 1ဆိုရနေတာမျိုးလို့ရအောင်ဖန်တီးတာကျတော့ဒီမှာဆိုလို့ရှိရင်ရှင်းရှင်းလင်းလင်းနေရလိမ့်မယ်ဟာကင်းမီကရှေ့ကိုယူပဲပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ attacking line က3ယောက်ရှိမယ်ပြီးတော့လို့ရှိရင် mid field line ကဒီ attacking line နဲ့ကစားသမား1ယောက်ပါမယ် so mid field line မှာတကယ် defenses ကိုအားတန်တဲ့ကစားသမားမပါဝင်ဘူး PSG ကိုယ်တိုင်မှာလေအဲ့တော့ attacking ကိုအရင်ကအသားပေးနေတာဒီမှာဆိုရင် wavers 1ဆိုအနေထားမျိုးတွေအဲ့လိုအနေထားမျိုးတွေကိုကြော်ဖြတ်နိုင်ဖို့အတွက် Inter Milan စီမှာလုံလောက်တဲ့ defensive discipline ကဒီနေ့ပွဲမှာရှိမနေဒီမှာဆိုလို့ရှိရင် Dore ကလွတ်သွားတယ် Dore လွတ်သွားပြီးအချိန်မှာ crossing ပေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာ Hakimi နဲ့ထပ်ပင်ကိုတွန်းလိုက်ရုံပဲ Hakimi လွတ်သွားရဆိုရင်တော့မှနောက်မှဒီမှာ damage လေးကျန်နေသေးတယ်ဆိုတော့ပြောချင်တာက အင်တာမီလန်အသင်းရဲ့မန်ဒလဒေကဒီနေ့မှာလက်ခံခြင်းကြမရှိဘူး။ဒါအပြင်ကိုအင်တာမီလန်အသင်းနေနဲ့တကူပေးလိုက်ပြီးရဲ့နောက်ပိုင်းမှာသလို့ရှိရင်ကိုးရဖို့တဲ့ကြိုးစားရတယ်။ဒါပေမဲ့ကြိုးစားရင်းတန်းလန်းကနေပြီးတော့မှအင်တာမီလန်အသင်းရဲ့ကစားသမားတွေကဒီမှာ defense line ကိုမြေအောင်ပြန်မဆင်းနိုင်တာလို့ဒီကိုမြင်ရလိမ့်မယ်။ဆိုတော့အဲ့ဒါလို့ပြန်မဆင်းနိုင်တဲ့အတွက်ကြောင့်မလို့အဲ PSG တင်းနေတဲ့ဒုတိယမြောက်အဆောင်ကိုလည်းရအောင်ယူသွားနိုင်တယ်။ဒီမှာသူတွေ့ရတိုင်းပဲ။ဆိုတော့အဲ့ဒါပြီးတဲ့ချိန်ကအဲ့ဒါပြီးတဲ့ချိန်မှာသလို့ရှိရင်လည်းဒုတိယပိုင်းမှာ ဒုတိယပိုင်းမှာဆိုလို့ရှိရင် Inter Milan အသင်းတွေနဲ့သူတို့ရဲ့ကစားလာတဲ့ပုံစံကို 2C ဆိုတဲ့ league နဲ့ရှုံးနေတဲ့အတွက်ကြောင့်မျိုး Inter Milan ကကစားလာတဲ့ပုံစံကိုပို့ပြီးတော့မှ press ပြီးနိုင်ဖို့တကြိုးစားလာတယ်။ PSG ကိုပို့ press ပြီးနိုင်အောင်လို့ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မျိုးကြိုးစားလာတယ်။ဒီမှာဆိုလို့ရှိရင်တွေ့ရတိုင်းပဲ။အဲပုံမှန်အပြည့်ဆိုလို့ရှိရင်တော့ Inter Milan အသင်းတွေနဲ့5-3-2ဆိုတဲ့ defensive phase ဆိုပေမဲ့ဒီနေ့ထားမှာဆိုလို့ရှိရင်ဒီမှာဝင်းဘက်ကစားသမားတွေကိုပို့ပြီးတော့မှ shift ကိုတက်စေတယ်။တက်ပြီးတော့မှပို့ပြီးတော့မှ press ပြီးဖို့အတွက်ပို့ပြီးကြိုးစားတယ်။ဒါပေမဲ့ဒီ press ပြီးဖို့အတွက်ကြိုးစားတာကို PSG တင်းရဲ့ defense ကစားသမား၃ယောက်ဖြစ်တဲ့ Fabian Ruiz, Vardinha, Thiago Navas ဒါအပြင်ကိုအထူးကကြတဲ့ Dembele ဒီကစားသမားတွေကအကောင်းမွန်ဆုံးကျော်ပြတ်သွားနိုင်တယ်ဒီမှာတွေ့တဲ့အချိန်မှာဆိုတော့ Inter Milan က press ပေးဖို့တော့ကြိုးစားတယ်။ဥက္ကိဝင်းဘက်ကစားသမားတွေပါတက်ပြီး press ပေးဖို့တော့ကြိုးစားတယ်။ဒါပေမဲ့ဒီဘောလုံးကဒီမှာတိုက်စစ်ကစားသမား၃ယောက်ရှိတဲ့ဒီ PSG တင်းရဲ့တိုက်စစ်ကစားလမ်းမှာ၃ရက်စီကိုရောက်သွားတဲ့အချိန်မှာတော့ရှင် defense ကစားလမ်းမတွေက3 vs 3နေထားမျိုးရင်ဆိုင်ရတယ်။တကယ်တော့ဒီတိုက်စစ်ကစားလမ်းမရဲ့စီကိုမရောက်ဖို့အတွက် responsibility ကဝိမက်ကစားသမားတွေကအတင်းနဲ့ကိုနည်းနည်းလေးကျင်းပြီးရောမှကစားရမှာ။ဒါပေမဲ့သူတွေနဲ့ passing land ချောင်းကိုမတားဆီးနိုင်ဘူး။မတားဆီးနိုင်အောင်လို့လေ PSG တင်းရဲ့ midfield line ကကစားပြနိုင်တယ်။အဲ့ဒါလို့ကစားပြနိုင်ပြီးရောမှဒီမှာရောက်သွားတဲ့အချိန်မှာဆိုလို့ရှင်ရဲ့နော်။ဒီမှာတွေ့တဲ့အချိန်မှာဆိုတော့ နောက်ပေါလီနဲ့ပြီးလိုက်တဲ့အချိန်မှာ3 vs 2ဆိုတဲ့အနေထားမျိုးကို PSG အသင်းရဲ့တိုက်စစ်ကြောင်မတွေက advantage ရပြီးတော့မှ Inter Milan အသင်းရဲ့ defense line ကခံစားလိုက်ရတယ်။ဒီအနေထားကနေတတိယမြောက်ဂိုးကိုတော့အာ သိမ်းယူခြင်းခံစားရတယ်။ဒါပြီးအချိန်မှာတော့ကျွန်တော်တို့အားလုံးတည်ကြတဲ့ PSG အသင်းအတွက်သမိုင်းဝင်အောင်မြင်မျိုးဖြစ်သွားခဲ့တယ်။ဆိုတော့ okay ဒီပွဲစဉ်အတွက် PSG ကစားခဲ့တာတကယ်ကိုကောင်းမွန်ခဲ့တယ်။ဂျောင်းနာဘက် Fabian Ruiz အဲ့ဒါအပြင်ကို Fatinha ဒါအပြင်ကိုကျွန်တော်တို့ Dembele, Touré ပြီးသွားလို့ရှိရင်အာ Carlos Garcia ဒီလိုကစားသမားမျိုးတွေကတော်တော်လေးကိုမှ PSG အသင်းအတွက်ဒီနေ့ပွဲမှာ performance ပြနိုင်ခဲ့တယ်။လောက mentality အရ PSG တင်းကလောကအသားကြီးပဲ။ So okay. PSG တင်းကို အာ Lewis and Rice တင်ပြောင်းလဲတဲ့အချိန်မှာတလို့ရှိရင်သူ့အနေနဲ့ကစားသမားတွေကိုအဓိကပဲ squad building နဲ့ mentality ကိုအဓိက focus ထားခဲ့တယ်။ Lewis and Rice ပြန်တည်ဆောက်လိုက်တဲ့ PSG ကအရင်ကလိုမျိုးအာ Gladiators high profile ဓာတ်တွေကိုလိုက်တာမျိုးမဟုတ်ဘဲနဲ့ young player တွေနဲ့အာဘောလုံးပေါ်စားလောင်တဲ့လူတွေ tactically အရာ flexibility ဖြစ်တဲ့ talent ဖြစ်တဲ့ကစားသမားတွေကိုပဲအဓိကနေအာ focus ထားခဲ့တယ်ဥပမာပြ John Navas လိုကစားသမားမျိုးခေါ်ယူလာသေးပြီးတော့လို့ရှိရင် Dorey လိုကစားသမားမျိုးခေါ်ယူလာတယ်ဒါမျိုးပုံစံနေ အဲ့လိုမျိုးတွေကိုလုပ်ခဲ့တယ်။ဒါအပြင်က formation ရ lowest energy formation က433ကို basic ပို့ပြီးမှဆန်နေ။ဒီ433မှာအပြင်ကို lowest energy ဒီယာဒီမှာတကယ် recognize ဖြစ်ကြတာကဘာလဲဆိုတော့ present intensity Champion League မှာဆိုလို့ရှိရင်ဒီကစားသမားတွေက Boris Gavari တကယ်ကိုကောင်းတာ statistic တွေက PSG က Boris Gavari က48.6ကျင်းရှိတယ်။ဒါကတော်တော်လေးကိုမှညာတဲ့ပမာဏ။ဆိုတော့အဲ Boris Gavari အဲ့လိုယူနိုက်တီမှာတော့ဒီအသင်းက ပို့ပြီးတော့မှလုံအားလုံးပို့ပြီးတော့မှကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့လုံအားလုံးရန်အားဆိုင်တယ်ပေါ့လုံအားလုံးရန်ဆိုင်တဲ့အပြင်ကိုပြည့်ချီအတင်းကဒီယာဒီမှာပြန်ပွဲစုံမှာတို့ရှင်152ဂိုးတော့တွန်းထားတယ်ဒါကဘာစီလိုနာပြီးသွားလို့ရှင် European Top 5 League မှာအများဆုံးသောပမာဏပဲအဲ့ဒါအပြင်ကိုဥရောပမှာဆိုလို့ရှင် expected goal က145တသမာခွန်အောင်ရှိတယ်ဆိုတော့အဲ့ဒီထဲမှာပင်ငယ်ဒီမှာပါတဲ့ expected goal က139ချိန်เนาะ အဲ့ဒါအပြင်ကိုကန်ကြအားလုံးမှာတထောင်ထဲမှာ68ကျင်းရှိပြီးတော့မှ bitches creation လုပ်တဲ့အချိန်ကြီးက288ကျင်းကောင်းရှိတတုံးလေးများတဲ့ပမာဏဒီရဲ့ attack game ဆိုတဲ့ပုံစံမျိုးကအဲ့ဒါအပြင်ကိုဒီ midfield line မှာအဓိကပါဝင်နေတဲ့ Chao Navas လို့ကစားသမားမျိုး Vardinha လို့ကစားသမားမျိုးဒီလိုကစားသမားမျိုးတွေကပွဲကိုထိန်းချုပ်ပြီးတော့မှပွဲရဲ့ tempo ကိုအကောင်းဆုံးလုပ်နိုင်တဲ့ PSG အသင်းက Bear Pace ကနေပြီးတော့မှ attack လုပ်တဲ့နှုံထားမှာတို့လို့ရှိရင် European Top 5မှာကမှအဆင့်တတိယမှာရှိတယ် ဆိုတော့ BFS မှာဆိုလို့ရှိရင် PSG ကိုတော့နှောက်လို့မရဘူးဆိုတဲ့အနေအထားမျိုး BFS ကနေပြီးတော့မှ attack လုပ်တယ်ဆိုတဲ့အနေအထားမှာကျွန်တော်တို့ပြန်ပြောဖို့လိုတာကဘာလဲဆိုတော့ status တွေကဒီရဲ့အဲ uh, BFS ကနေတိဆောက်သွားတဲ့ sequence ကပေါ့နော် sequence ဆိုတာကလုံးဝအပြည့်အစုံမရှိဘဲနဲ့တခြားအတင်းကတားဆီးနိုင်ခြင်းမရှိဘဲနဲ့ sequence စေရင်ရဲ့အထက်လုတ်ပြီးတော့မှပြိုင်ပန်းတင်းရဲ့ box area တွေကိုရောက်ရမယ်ရောက်ပြီးတော့လို့ရှိရင် box area တွေမှာခိကျဒါမှမဟုတ်လို့ရှိရင်ကန်ကျက်တစ်ချင်ချင်းလုတ်လိုက်လုတ်နိုင်တဲ့အနေအထားမျိုးဆိုတော့ ဲ့ဒီလိုမျိုးလုံနိုင်တဲ့ဘေးအထက်တင်မှာဆိုရှင် PSG အတင်က UBM မှာအဆင့်တတိယပြီးတော့ရှင် direct attack direct attack ဆိုတာက first transition မြန်ဆန်တဲ့ transition တွေကနေပြီးတော့မှအာ direct attack ကစားနိုင်မှုမှာဆိုရှင်ဒုတိယမှာရှိတယ်ဆိုတော့ versatility လည်းတော်တော်လေးမြင့်နေဆိုတဲ့အနေအထားမျိုးမှာရှိတယ်အဲ့ဒါအပြင်ကိုအဲ BFS မှာလည်းကစားနိုင်တယ်ဆိုတော့ဒါတွေကကောင်းွက်တွေကိုအဓိကပြောတာ ပပစ်စီအတင်းကဒီရာဒီလီကူဝမ်းမှာသလို့ရှိရင်ပေးရတဲ့ပေးကိုပမာဏက14ကိုပဲရှိပြီးတော့မှနည်းတယ်လို့ပြောရလိမ့်မယ် defensive war rate အရာလဲသူတို့ရဲ့အဓိကကြလာတာကဘာလဲဆိုတော့ attack မှာသွားပြီးတော့မှ press ပေးတာပဲဆိုတော့ ball recovery park match မှာဆိုလို့ရှိရင်တပွဲပြင်းပြ ball recovery เนาะ champion league မှာ champion league လို့ stage မျိုးမှာတပွဲပြင်းပြ ball recovery လုံးနိုင်တဲ့နှုန်းထားက58.6ဆိုတော့ PSG အတင်းရဲ့ သင်းတစ်ခုလုံးသားကိုပြန်ကြည့်မယ်ဆိုရင် tactical flexibility ဖြစ်တယ်ပြီးတော့လို့ရှိရင်ငယ်ရွယ်တယ်ပြီးတော့လို့ရှိရင်အာကစားသမားတွေရဲ့တိုးချင်းစီရ individual quality တွေရလဲ intermediate အနေနဲ့မထိန်းချုပ်နိုင်ခဲ့ဘူးဒီတော့ကြောင့်မလို့လဲ PSG တန်ကဒီရဒီမှာဆိုရင်တမိုင်းဝင်တဲ့ဖလားတော်အောင်မြင်မှုကိုရတယ်ဒါအပြင်ကို PSG အသင်းရဲ့တမိုင်းတစ်လျှောက်လုံးမှာပထမဦးဆုံးသောအကြိမ်ဖြစ်တဲ့ Champion League ဖလားကိုပါရရှိခဲ့တာဖြစ်တယ်ဆိုတော့ ESG အသေးကဒီပြင်သစ်ပတ်ချမ်းမာတော့ကပြင်ကြည့်မယ်ဆိုလို့ရှိရင်တော့မှဒါကပထမဆုံးတော့အကျဉ်းအနေနဲ့အာဖလားတုံးလုံးရတာပဲဖြစ်တယ်ဒါအပြင်ကို Louis Enrique လို့ပဲခေါ်ခေါ် Enrique လို့ပဲခေါ်ခေါ်ဒီရဲ့နီးပြားကမတူညီတဲ့အသင်းနဲ့တင်းနဲ့ချန်ပီယံလေးယူနိုင်နဲ့6ရောက်မြောက်တော့နီးပြားဖြစ်လာခဲ့ပြီဆိုတော့ Louis Enrique ပြောင်းလဲလိုက်တဲ့ PSG ကတော့တကယ်ကိုမထင်မှတ်ချင်စရာပဲဆိုတော့ Louis Enrique ပြောင်းလဲလိုက်တဲ့ နေရာမှာဆိုလို့ရှိရင်ဒမ်ဘီလီကိုလည်းထည့်သွင်းပြောကြဖို့အတွက်လိုလာလိမ့်မယ်လို့ထင်တယ်ဒမ်ဘီလီကအခုဆိုလို့ရှိရင်ပေါ်လုံဒီယွန် list မှာဆိုလို့ရှိရင်တော့ထိတ်ဆုံးမှပြင်းနေတယ်ဒမ်ဘီလီကချန်ပီယံလိဖလားကိုလည်းရရှိခဲ့ပြီးအောင်ဖလားတုံးလုံးအောင်မြင်မှုဆွေးနွေးထားကဒမ်ဘီလီကိုဒီရာဒီမှာပေါ်လုံဒီယွန်ရရှိစေနိုင်တဲ့အချက်လက်မျိုးလည်းဖြစ်နေပြန်တယ်ဒါပေမဲ့အာ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရဖို့အတွက်ရှိသေးတယ်။ဆိုတော့ Champion League Final တခုတည်းကိုပဲပြောမယ်ဆိုလို့ရှိရင်တော့ Inter Milan အနေနဲ့ပထမဆုံးတည့်ချက် Mentality အရ PSG ကိုလုံးဝမရှင်းနိုင်ခဲ့ဘူး။ဒုတိယချက်ကစားကွက်နေထားကစားကွက်နေထားရ Nothing စလုံးကအာအစောပိုင်းဦးဆောင်နိုင်ဖို့တော့ကြိုးစားခဲ့တယ်ဆိုပေမဲ့ PSG အတင်းမှာတိကျတဲ့ tactical နဲ့တိကျတဲ့သူတို့ရဲ့အားနာချက်ကိုကောင်းကောင်းသုံးချသွားတယ်လို့ပဲပြောရလိမ့်မယ်။သူတို့ရဲ့အားနာချက်က ball recoveries နဲ့ high press နဲ့ ဒါကိုအကောင်းဆုံးသုံးချသွားခဲ့အင်တာမီလန်နေနဲ့ဒါကိုမဖြေရှင်းနိုင်ခဲ့ဘူးလို့ပြောရလိမ့်မယ်။အာပြီးရင်တတိယအချက်တတိယအချက်နေနဲ့ပြောရမယ်ဆိုရင် individually ရလေအင်တာမီလန်နေနဲ့ရှင်းနိုင်တယ်လို့ပြောဖို့ခက်တယ်။စတုဒ္ဒအချက်အသက်အရွယ်အရာစကားပြောသွားပြီလို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့နှစ်သင်းစလုံးရဲ့အသက်အရွယ်ကွာဟာကြက9နှစ်ကျော်အောင်ရှိနေလေ။ဆိုတော့ဒီရဲ့ဘွဲစဉ်က ဒီနောက်ပိုင်းနှစ်တွေဒါမှမဟုတ်လို့ရှိရင် Champion League လို့နာမည်ပြောင်းပြီးရနှစ်တွေထဲမှာတော့မှ၉ပြည့်စုံသော Final ပွဲစဉ်အဖြစ်နဲ့ Inter Milan ကိုရောက်ဆိုးကြီးတန်းသွားစေခဲ့တယ်။တစ်ဖက်က PSG ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တကယ့်ကိုတမိုင်းဝင်ခဲ့တဲ့ပွဲစဉ်မျိုးဖြစ်ခဲ့တယ်လို့ပဲပြောရလိမ့်မယ်လို့ထင်ပါတယ်။ဆိုတော့ Lowes Energy စောက်ထားတဲ့ဒီ PSG နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမြင်ကြလဲ။လာမယ့်ရာသီကော PSG အသင်းကဒါမျိုးပုံစံဆက်လက်ပြီးတော့မှလုံနိုင်လိမ့်အောင်မယ်လို့ကောယူဆကြသလား။ကောမန့်နဲ့ပါအောင်ဆွေးနွေးကြပါဆိုတော့ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့။